Hello အားလုံးပဲမင်္ဂလာပါကျွန်ဆိုတာ Terror Page Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဆိုတာတော့ကြည့်သွားမယ့်ဟာလေးอ่ะပေါ့เนาะဗာလိလဲဆိုတော့အာကိုမာပေါ့เนาะမမြင်ရတဲ့ပုံကိုရာကိုကိုဘာပြောချင်နေလဲဆိုတဲ့ဟာလေးတွေကိုကြည့်သွားမှာပေါ့เนาะကိုမာမမြင်ရတဲ့ကိုရဲ့အဆောင်ရှောက်တွေပုံကိုရာ ို့ကိုဘယ်လိုစကားတွေပြောချင်နေလဲဘယ်လို message တွေပို့ချင်နေလဲဆိုတဲ့ဟာလေးတွေကိုဆိုရတော့ကကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ထုံးစံ9ဆိုရတော့က point 1 point 2 point 3ဆိုပြီးတော့ခွဲသွားပါမယ်အော်ဒါလေးတွေကိုဆိုတာနဲ့တူတူလိုက်ပြီးတော့ကြည့်ရအောင်အဲခုဆိုတာတော့ကခု point 1 point 2 point 3လေးတွေစပြီးတော့ခွဲကြမယ်ပေါ့နော် ပိုင်း1ပိုင်း2ပိုင်း3လေးတွေခွဲမယ်ပိုင်း1ပိုင်း2ပိုင်း3ဟုတ်ပြီเนาะထောင်းစံတိုင်းပိုင်း1လေးကဒီမှာငွေလေး မှာ find tool လေးဒီမှာက find tree လေးနော်ဒီဟုတ်ပြီဟုတ်တယ်ပြီတော့ကံပြရလေးဟဲ့တော့ find 1 find 2 find 3လေးတွေကိုနော်တဲလေးတို့ကနေပြီးတော့ကိုယ်ကြိုက်တဲ့တက်ရလေးတွေကိုရွေးချယ်ပေးပါ နော်တိုင်းနဲ့တရားလေးတွေကိုရွေးချယ်ပြီးတော့ဘယ်ပိုင်းကကိုယ်ရဲ့စိတ်ကိုအစွဲဆောင်ဆုံးဖြစ်မလဲဘယ်ပိုင်းကကိုယ်ကိုရင်ခုန်စိတ်လှုပ်ရှားကောင်းစေတဲ့ effect တွေကိုပေးလဲဆိုတာမျိုးလေးကိုဟာတယ်လီရောကနေပြီးတော့တွေးပြီးတော့တေချာစိတ်အေးထားပြီးတော့ရွေးချယ်ပေးပါ။ဟောလေနောက်တစ်ခုဆိုတာပြောချင်တာပေါ့တော့ဆိုရမှာလေဒီလိုမျိုးပလင်းလေးတွေရှိတယ်။ဒီလိုမျိုးဆေးတော့ပလင်းလေးတွေရှိတယ်ပေါ့နော်။ဒါလေးတွေကဘာလေးတွေလဲဆိုတော့အချစ်ပီယာပလင်းလေးတွေရှိတယ်။နော်ဒါကအချစ်ပီယာ ကိုကိုမျက်နှာမြင်ချစ်ခင်တဲ့အတန်ကြာတနာစီတယ်ပေါ့နော်ပြီးတော့ဆိုရိုင်းဟာလီတွေကအထက်ပီယာနဲ့လှုပ်ထားတာဖြစ်တာဖြစ်တဲ့အတွက်ဒီဟာလေးတွေအသုံးပြုတဲ့အခါမှာမကောင်းတဲ့ကံကြမ္မာဆိုးတွေမဝင်ဘူးကံကောင်းခြင်းတွေရောက်လာတယ်ကံလဲပွင့်တယ်လက်လဲပွင့်တယ်ကိုပြောသမျှအဆင်ပြေတယ်အဲ့လိုဆိုရမှာပေါ့နော်ပလင်းလေးတွေလည်းရှိပါတယ်နောက်တစ်ခုကျတော့ငွေကြေးအလုတ် လုပ်ငန်းကိုင်ငန်းတွေလုပ်နေတဲ့သူတွေများအတွက်ကကြတော့ပေါ့နော်။ဗာလေးလဲဆိုတော့ရွှေလိပ်ကလေးဆိုရမှရှိပါတယ်နော်။ဒီဥစ္စာလေးတွေလိုချင်တယ်ဆိုလို့ရှိရင်ဒီလိုအဆောင်လေးတွေလိုချင်တယ်ဆိုလို့ရှိရင်လည်းဆိုရစီမှာမှာလို့ရပါတယ်ရှင်။နော်ပြီးသွားလို့ရှိရင်နေ့နံနဲ့လိုက်ပြီးတော့ပေါ့နော်။နေ့နံနဲ့လိုက်ပြီးတော့ကိုင်ပြီးဆက်ရမယ့်ပဒီလေးတွေလိုချင်တယ်။ကျမကြီးအတွက်တော့၎င်းစီးပွားရေးအတွက်တော့၎င်းလိုချင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းမှာလို့ရပါတယ်ရှင်။ ကဲဒါလေးကတော့ကြော်ညာလေးတစ်ဖြတ်ဝင်တာပေါ့နော်အဲ့တော့ကဲဆိုတော့တော့အခုပိုင်း1ပိုင်း2ပိုင်း3လေးတွေကိုရွေးပြီးပြီလို့လည်းယုံကြည်ပါတယ်ဒါကြောင့်မလို့ဆိုတော့တို့လေးတွေဆိုတော့တို့ပိုင်း1ပိုင်း2လေးတွေအဖြေလေးတွေကိုကြည့်ကြမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဆိုတော့တို့ရဲ့ပိုင်း1လေးကိုစပြီးတော့ကြည့်ကြမယ်เนาะပိုင်း1လေးကတဲ့ကိုပိုင်း1လေးတွေမှာပေါ့နော်ကိုတဲ့ကိုပြီးနောက်မှာဆောင်းရှောင်းနေတယ်ပေါ့နော်မမြင်ရတဲ့ပုံကိုရကိုဖာရီပေါ်ချင်နေလေတဲ့ဟုတ်ပြီ ီထဲမှာဆိုလို့ရှိရင်ပေါ့နော်သူကဘာဘလိုမျိုးမျိုးတွေအားတယ်ကိုယ်စောင့်ရှောက်တာလဲဆိုတော့ကွယ်လွန်သွားပြီဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကဖြစ်တယ်ကိုယ်တအားချစ်တဲ့အဖိုးအဖွားတွေကကိုယ်စောင့်ရှောက်တာနော်ကို့ဖိုးဖားရကို့ကိုစောင်းလျှောက်တယ်ကို့ဘေးနားမှာရှိနေတယ်ကို့ကိုတအားချစ်တယ်ပေါ့နော်အားကြောင့်မို့ကို့ကိုစိတ်မချလို့သူကပေါ့နော်ဟိုကို့ကိုစောင်းလျှောက်နေတာပေါ့နော်သူတို့မှာစိတ်မချခြင်းပေါင်းများစွာနေတယ်ကို့ကိုစောင်းလျှောက်နေတယ်ဆိုတဲ့ဟာမျိုးလေးကိုပြထားတာပေါ့နော် ီးတော့ဘယ်လိုမျိုးလဲဆိုတော့သူတို့ကကိုပြီးနာမှာအမြဲတမ်းရှိတယ်ကိုတခုခုဆိုလို့ရှိရင်ကူညီပေးတယ်ကာကွယ်ပေးတယ်စောင့်ရှောက်ပေးတယ်တဲ့နော်အဲ့တော့သူတို့ကအားရဘာတွေပြောချင်နေတာလဲဆိုတော့သူတို့ပြောချင်နေတဲ့ဥစားလေးကကလေးရတဲ့နော်မင်းမှာတဲ့အဆင်မပြေစရာတွေရှိတယ်စိတ်မကောင်းစရာဝမ်းနည်းစရာတွေရှိတယ်လမ်းခွဲခြင်းတွေအဆုံးသက်တွေကိုလည်းတဲ့ငါတို့မြင်နေရတယ်တဲ့နော်မင်းကြုံတွေ့ရမယ့်အရာတွေကိုလည်းတဲ့မင်းကြုံတွေ့နေရတာကိုလည်းတဲ့အဖွားတို့နားလဲပါတယ်တဲ့ဒါပဲမဲ့တဲ့ ိတ်မပူပါနဲ့ပေါ့နော်တိတ်မက်ကတိတ်မကြခင်အချိန်တွေမှာတဲ့မင်းနာကိုတဲ့မင်းကိုစောင့်ရှောက်ပေးမဲ့သူတယောက်ကိုတဲ့အဖွားတို့လွတ်လိုက်မယ်တဲ့နော်အဖွားတို့လွတ်လိုက်မယ်တဲ့ဒါကြောင့်မလို့ပေါ့နော်ခလေးလေးရတဲ့အခုချိန်မှာတဲ့ကောင်းကောင်းလေးကိုပေါ့နော်တောက်ခံထားပြီးတော့တဲ့နော်စိတ်တက်တွေလမ်းပြိုမကြသွားပေးနဲ့ဖြစ်လာတဲ့ကိစ္စတွေကိုအကောင်းဆုံးရှင်ဆိုင်ပြီးတော့တဲ့မှန်မှန်ကန်ကန်လေးနဲ့လမ်းတွေကိုရှောက်လန်းသွားပါဘဝခီးကိုရှစ်ဆက်သွားပါဆိုပြီးတော့သူကဒီလိုပြောထားတယ်ပေါ့နော် ထပ်ပြီးတော့တို့ရဘာတွေပြောချင်လဲဆိုတော့ဘောနော်မင်းမာတဲ့ဒီပေါ့နော်ဒီပိုင်းဝန်းလေးတွေကတဲ့ဘာလို့ဘာဖို့ကကန်ကြမာတွေရှိနေသေးလဲဆိုလို့ရောနော်တိတ်မကြခင်ချိန်တွေမှာတဲ့အလုတ်ဒါမှမဟုတ်လို့ရှင်ကြောင်းနေအိနဲ့အပြောင်းလဲကိစ္စလေးတွေရှိနေရပြီပေါ့နော်အဲ့အပြောင်းလဲတွေကလည်းပေါ့နော်ကို့အတွက်ကောင်းသောပြောင်းလဲခြင်းတွေဖြစ်လာမှာမဟုတ်လို့စိတ်မပူပါနဲ့တဲ့လှုပ်ရှားရှိတာရဲရဲတာဆက်လှုပ်ပါတဲ့ပြီးသွားလို့ရှင်တဲ့ကို့ကိုစီကိုပေါ့နော် ဟိုစစ်မှန်တဲ့ငြိမ်းချမ်းခြင်းတရားပြောလို့ရှိရင်အစွမ်းထက်တဲ့ရုပ်ထုတို့ပုံတော်တို့ပုံတော်အဆောင်လေးတွေကိုစီကိုရောက်လာတတ်တယ်တဲ့အဲ့ဒီခါတော့တဲ့တိတိကျကျတိန်းထားပါတဲ့ဒါငါတို့ကပေါ့နော်အဖွားတို့ကပေါ့နော်မင်းကိုစောင့်ရှောက်ဖို့အတွက်မင်းကိုစောင့်ရှောက်ဖို့အတွက်မင်းကို ကာကွယ်ဖို့အတွက်တဲ့ပေးလိုက်တဲ့အရာလေးပါဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်မင်းအဆင်မကောင်းဖြစ်နေတဲ့အရာတွေပိုင်းဝန်းလေးတွေအခုကြုံတွေ့နေရတယ်ပေါ့နော်ဟိုဝန်းနေကြံကောင်းတဲ့အဖြစ်ပြက်တွေစိတ်ရှုပ်စရာတွေစိတ်အနှောက်အယှက်တွေအကုန်လုံးပါတဲ့တိတ်မကြခင်အချိန်တွင်းမှာတဲ့ဟိုပြေလေသွားပါလိမ့်မယ်တဲ့ပြေလေအောင်လဲငါတို့ဒီဘက်ကနေပြီးတော့တဲ့မင်းကိုတွန်းအားတွေပေးနေပါတယ်တဲ့ဒါကြောင့်မလို့မင်းကလည်းပေါ့နော်ကိုကိုကို ဟိုဟာသွားပြီငါတော့ဘာမှလုပ်လို့မရတော့ဘူးဆိုပြီးတော့စိတ်လျှော့လိုက်တာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်စူးစားပါမျောလင်းချက်တွေရှိပါသေးတယ်တဲ့ကန်ဆိုပြီးွားလို့ချင်းလို့ရှင်ပေါ့နော်ကန်ကောင်းချင်းတွေလည်းရောက်လာတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဘာမှစိတ်မပူပါနဲ့ရေးရဲတာရှေ့ဆက်ပြီးတော့လှုပ်ပါသွားပါဆိုပြီးတော့ပြောထားတယ်ကိုပီးနားထွက်သွားတယ်ပေါ့နော်မကောင်းတဲ့သူတွေကိုလည်းတဲ့အရင်လိုက်ဆွဲမနေပါနဲ့တဲ့ပင်ပန်းတက်တယ်တဲ့တခါတလေဒီလိုမျိုးပေါ့နော်လက်လို့ဆုံးရှုံးလိုက်ရတဲ့အရာတွေရလဲပေါ့နော်အစ်စ်အမှန်အဖြူမဲကိုတဲတဲကွဲကွဲမြင်ရတဲ့အခိုက်အတန့်တွေရှိရဲပေါ့နော်ဒါကြောင့်မလို့ပေါ့နော် ။ဒါကြောင့်မလို့ဒီကိုဗီနာထွက်သွားလို့ကိုဗီနာမနေချင်းလို့ထွက်သွားတဲ့သူတွေနည်းအတွက်နဲ့လေပေါ့နော်။အရန်ကြီးဟိုလွမ်းမောလွမ်းဆွပြီးတော့ခြေကွဲမနေပါနဲ့တဲ့နော်။ကို့ဟိုတဲ့စကားအမှန်မဆိုဘဲနဲ့ပေါ့နော်။စကားမှုသားတွေတုံးပြီးတော့အပြောချိုချိုအပြောလှလှလေးနဲ့ကို့ခုတုံးလှုပ်ပြီးလူတုံးလှုပ်သွားတဲ့သူတွေကိုလေတဲ့။အရန်ကြီးမျောလဲမနေပါနဲ့တော့တဲ့နော်။ ိုဘဝကိုကိုအကောင်းဆုံးသာရှောက်လန်းပါတဲ့တိတ်မကြခင်ချိန်တွင်းမှာခရီးတစ်ခုသွားရဖို့မြင်တယ်တဲ့အဲ့ခရီးကအရန်ကိုပျော်ရွှင်ရပါလိမ့်မယ်တဲ့ကလေးရဲ့အဲ့ဒီခရီးမှာတဲ့မင်းရဲ့စိတ်ကိုအကောင်းဆုံးပျော်ရွှင်အောင်ထားပါမင်းရဲ့ဘဝမှာမင်းဘဝနဲ့ပေါ့နော်တတ်ဆိုင်တဲ့အရာတွေတဲ့အဲ့ခရီးကပြန်လာပြီးတာနဲ့မင်းစီကိုရောက်လာပါလိမ့်မယ်တဲ့ငါတို့လှုပ်လိုက်တဲ့လူတယောက်ကလည်းမင်းစီကိုအဲ့ခရီးကပြန်ရောက်တာနဲ့ရောက်လာပါလိမ့်မယ်တဲ့ သူကလို့ရှင်ရဲ့မင်းမဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးကိုမှန်မှန်ကန်ကန်တတိရှိရှိနဲ့ရေရင်ဆိုင်လိုက်ပါတဲ့သူကပြောနေတယ်ပေါ့နော်ကဲတော့ပိုင်းဝမ်းလေးတွေကိုပြောခြင်းနဲ့ message လေးရတော့ဒါပါပဲသူတို့ကပေါ့ကိုယ်အမြဲတမ်းစောင့်ရှောက်နေတယ်ကိုဘာပဲဖြစ်လာဖြစ်လာသူတို့ကကိုယ့်ဘက်မှာအမြဲတမ်းရှိပြီးတော့ကိုယ့်ကိုစောင့်ရှောက်နေတယ်ပေါ့နော်သူတို့တအားချေရတဲ့မိလေးမိမလေးမို့လို့တော့သူတို့စောင့်ရှောက်နေတယ်တဲ့နော်အဲတော့ပိုင်းဝမ်းလေးတွေကိုပြောခြင်းတာကပိုင်းဝမ်းလေးတွေကိုစောင့်ရှောက်နေတဲ့သူတွေဒီဘာလေးတွေလဲဆိုတော့ ကိုယ့်ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ဆွေမျိုးတွေကပေါ့နော်ဆွေမျိုးတွေတဲကကိုယ့်ရဲ့အဖိုးအဖွားတွေကကိုယ်တအားချစ်တယ်ဒါကြောင့်မလို့ကိုယ်ကိုစိတ်မချဘူးဟိုအရန်လဲချစ်လွန်လို့ဆိုပြီးတော့သူတို့မှပေါ့နော်ကိုယ်ကိုစောင့်ရှောက်နေတယ်တဲ့နော်ဒါကြောင့်မလို့သူတို့ကကိုယ်ကိုချမ်းသာခြင်းစီးပွား တဲ့တွေလည်းပေးတယ်ပေါ့နော်ကိုယ့်လက်ထဲမှာပိုင်ဝိုင်းလေးရတော်တော်များများပေါ့နော်ငွေကြေးလက်ထဲမှာပြတ်သွားတယ်ဆိုတာမျိုးမရှိဘူးအဲအလုံးမရှိဘူးဒါမှမဟုတ်လို့ရှင်အလုံးနားထားတယ်အလုံးမလုံရသေးဘူးဆိုတော့လက်ထဲမှာပတ်စံအများတန်းရှိနေတတ်တယ်ပြီးသားလို့ရှင်အလုံးမလုံတဲ့သူတွေဆိုလို့ရှင်လည်းပတ်စံပြတ်သွားတယ်မရှိဘူးအလုံးလုံပြီးတော့ပေါ့နော် ဟိုအလုံနားလိုက်တာမျိုးအလုံထွက်သွားတဲ့သူတွေဆိုလို့ရှင်ကွာတို့ကဘလို့ကိစ္စမျိုးပဲကြုံကြုံတို့လက်ထဲမှာပတ်စံပြတ်သွားတယ်ဆိုတာမရှိဘူးပြတ်သွားလဲခဏပဲတိတ်မကြခင်အချိန်တွေမှာပတ်စံတွေပြန်ရလာတတ်တယ်ပေါ့နော်ဒါရီယာလေးကိုရဘိုးဘွားဘိုးဘေးတွေကပေါ့နော်ကိုကိုချစ်လို့ဆိုပြီးတော့ပေးနေတဲ့အရာမျိုးတွေပေါ့နော်ပြီးတော့သူကတခါလေးကြလို့ရှင်ကိုတလွဲလုတ်တဲ့အခါကြလို့ရှင်တော့လူကြီးတွေဆိုတော့ထုံးစံတိုင်းစူဂျင်တာစိတ်တူဂျင်တာလေးရှိတဲ့အခါကြလို့ရှင်ပတ်စံဖြတ်လိုက်တာတော့၎င်းတခုခုအစင်ပြောင်းလုတ်လိုက်တာတော့၎င်းပေါ့နော်လှမ်းပြီးတော့စူတာမျိုးမှန်တာမျိုးတွေ ပစ်ပေးတာမျိုးလေးတော့ရှိတတ်တယ်ပေါ့နော်ဒါမဲ့လည်းကိုယ်တို့ကတအားချစ်တာမို့လို့ကိုယ်ကာကွယ်ပေးနေတယ်စောင့်ရှောက်ပေးနေတယ်ပေါ့နော်ကိုယ်အခုလက်ရှိခံစားနေရတဲ့အရာတွေကြုံတွေ့နေရတဲ့အရာတွေအကုန်လုံးကိုတို့ကသိတယ်ပေါ့နော်ဒီအတွက်လည်းတို့ကပေါ့နော်စိတ်မကောင်းတို့ညီလေးတို့မိမလေးကိုပေါ့နော်အရန်ကိုဒီလိုမျိုးခံစားနေရတာဝမ်းနေနေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တို့တွေမှာစိတ်မကောင်းတာတွေလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါဖြစ်တဲ့ဖြစ်ထိုက်လို့ဖြစ်လာတဲ့အရာတွေမှို့လို့တို့ဘာမှတော့ဝင်ပြီးတော့ဆော့ဖက်ပေးလို့မရဘူးဒါပေမဲ့ ကိုကိုနောက်တစ်ခါဒီလိုမျိုးတွေထပ်ပြီးတော့မဖြစ်လာအောင်ကို့အတွက်ကို ਨੇ ထိုက်တန်တဲ့အရာထိုက်တင်တဲ့ရဝန်ကို့ကိုကာွယ်ပေးမဲ့လူတယောက်ကို့ဘွားတွေကိုလွှတ်လိုက်ပြီလို့သူကပြောနေတယ်ပေါ့နော်။ကဲအကုန်လုံးပဲဘိုးဘွားတွေကလွှတ်လိုက်တယ်ဆောင်းရှောက်သူလေးနဲ့ဆောင်းရှောက်သူလေးကိုအမြန်ဆုံးတွေ့ဆုံပါစေဆောင်းရှောက်သူလေးနဲ့အမြန်ဆုံးတွေ့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီနေ့ပိုင်းဝန်းလေးရဲ့ဟောတာလေးကတော့ဒါလောက်ပါပဲရှင်။ ောင်းမဲမင်္ဂလာပါဒီနေ့ဒီအခုကတော့ပိုင်းတူလေးရနဲ့ပြန်လဲကြိုးဆိုလိုက်ပါရရှင်ပိုင်းတူလေးမှာဗာလေးတွေပါမယ်တဲ့ပိုင်းတူလေးတွေကတော့ဗာလဲဆိုသူတို့ကိုအဆောင်ရှောက်တယ်သူတို့ကိုသူတို့ဘေးနားမှာရှိတယ်ပေါ့နော်မမြင်ရတဲ့အဆောင်ရှောက်ကပါလဲဆိုသူတို့ရဲ့ဟူးအရှင်အတိတ်ဘဝတုန်းကတော်ဆက်ခဲ့ဘူးတဲ့ဆွေမျိုးတွေပေါ့နော်ဆွေမျိုးတော့မဟုတ် ဘယ်လိုပြောရမလဲသူတို့ရဲ့အကိုအကြီးပေါ့နော်အကိုအကြီးညီကိုမောင်နှမလို့တော့သူတို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုလူမျိုးတွေကကိုယ်ကိုစောင့်ရှောက်နေရဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူတို့ဘယ်လိုလဲဆိုတော့ကိုယ်ကိုစောင့်ရှောက်ပေးနေတယ်ကိုတခါတလေတလွဲလောက်တာတွေကိုကစိတ်ခံစားချက်နောက်တအားလိုက်တာတွေကိုသူတို့မြင်နေပေါ့နော်အတိုင်းပဲရပါတယ်မင်းကငါတို့ရဲ့ညီအငယ်ဆုံးလေးညီမငယ်ဆုံးလေးဖြစ်တာမဟုတ်လို့မင်းဘာလို့လို့ငါတို့ကတော့ခွင့်လွှတ်ပေးထားတယ်เนาะဒါပေမဲ့ပေါ့နော်မင်းကိုတခုပြောချင်တာပေါ့နော် အရန်ကြီးသူတို့မကြိုက်တာတွေကိုအရန်ကြီးမလုတ်စေချင်ဘူးဖခင်တရားတွေပြန်လုတ်စေချင်တယ်လူလိုရာထပ်ပို့ပြီးတော့ပေါ့နော်အဲ့လိုမျိုးဒေါသကြီးနေတာမျိုးတွေဒေါသကြီးနေတာမျိုးကိုလိုရာထပ်ပို့ပြီးတော့ပေါ့နော်တခုခုအရန်ကြီးဟိုလောဘကြီးနေတာမျိုးတွေကိုသူတို့ကမကြိုက်ဘူးအရန်ကြီးမောက်မာနေတာမျိုးတွေကိုသူတို့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ပေါ့နော်အဲ့ဒီအရာတွေကလည်းဘာလို့မကြိုက်တာလဲဆိုတော့ပေါ့နော်ဟိုပိုင်းတိုးလေးတွေအတွက်မကောင်းတဲ့အချက်တွေမို့လို့တို့မကြိုက်တာပေါ့နော်ဒါပေမဲ့တို့ကဘာလဲဆိုတော့ကိုယ့်ရဲ့ ဟိုအငယ်ဆုံးလေးကိုချစ်တယ်ဆိုရဲစိတ်နဲ့ပေါ့နော်သူတို့ကတော့ခွင့်လွှတ်ပေးထားတယ်ဒါပေမဲ့ကို့ပေါ်ကိုတယောက်ယောက်ကပေါ့နော်မကောင်းကြံတာမျိုးတွေမကောင်းကြံတာမျိုးတွေတယောက်ယောက် ကကို့ကိုထိခိုက်အောင်လုပ်တဲ့အခါမျိုးတွေဆိုလို့ရှိရင်နဲ့သူတို့တွေအားတဲ့ပိုင်းတူးလေးတွေရှေ့ရနေပြီးရောတဲ့ပေါ့နော်ဟိုဝင်ပြီးတော့ပေါ့နော်ဟိုအပြစ်ပေးလေးပြစ်ပေးထားရှိရယ်ပေါ့နော်ဒါကြောင့်မလို့ပိုင်းတူးတွေတော်တော်များများပိုင်းတူးပေးလာမှာပေါ့နော်ပိုင်းတူးကိုမကောင်းကြံလိုက်တဲ့သူတွေဆိုလို့ရှိလို့ရှိရင်တိတ်မကြခင်အချိန်တွင်းမှာပြဿနာတစ်ခုပေါ့နော်ကိစ္စတစ်ခုမဟုတ်တစ်ခုတက်တက်တယ်ပေါ့နော်အဲ့လူတွေရာ အဲ့တော့သူတို့ကတော့ဘယ်လိုလဲဆိုတော့တော်တော်လေးတော့ပတ်လိုက်တယ်မောင်နှမတွေပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဟမ်ကလေးကလေးငယ်မင်းကြိုက်တာလို့မင်းတို့မင်းနောက်မှာငါတို့ရှိတယ်ဒါပေမဲ့မင်းရဲ့ဒေါသထွက်တာမျိုးတွေအရင်လောဘကြီးတာတွေမောက်မာတဲ့ဟာလေးတွေတော့ short ပေါ့နော်ကိုကြီးအမကြီးတွေအနေနဲ့တော့ဒါလေးတွေကိုသဘောမကျဘူးဒါပေမဲ့မင်းဘာပဲလုပ်လို့အမြဲတမ်းမှန်တယ်မင်းနောက်မှာငါတို့ကအမြဲတမ်းရှိတယ်ဘာဖြစ်လို့ဆိုတော့မင်းကငါချစ်လို့ဆိုတဲ့ဟာမျိုးတွေပြောထားတယ်ပေါ့နော်ဒီပိုင်းတူးလေးတွေကအရင်တော့ကကိုဘွားအရင်ဟိုးတိတ်ဘွားမှာပေါ့နော်ကိုနဲ့တော်ဆက်ခဲ့ဘူးတယ် ညီကိုမောင်နှမတွေအကိုကိုပြန်ပြီးတော့စောင့်ရှောက်နေတယ်ဆိုတဲ့ဟာမျိုးကိုပြောချင်တာမိတော်လို့ရှင်ရင်သူတို့ပေးချင်တဲ့ message တစ်ခုကကြတော့ဗာလဲဆိုတော့အချင်းအင်းနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိပေါ့နော်ပိုင်းတူလေးတွေလက်ရှိအချစ်ရေးမှာတဲ့အချစ်ရေးကသူတို့လက်ရှိပိုင်းတူလေးတွေပတ်သက်နေတဲ့အချစ်ရေးကိုသူတို့သဘောမကျဘူး မိုင်းတူးလေးတွေတွဲနေတဲ့လူอ่ะပေါ့เนาะ main ကလေးဖြစ်စီယောက်ျားလေးဖြစ်စီပေါ့เนาะအရန်ကိုချုပ်ချယ်တယ်ပြီးတော့လို့ရှင်မိုင်းတူးတွေကိုအနိုင်ကျင့်နေတယ်ဆိုတာမျိုးသူကမြင်နေရတယ်ပေါ့เนาะပြောလို့ရှင်ဒီဆက်ဆံရေးမှာတဲ့ကိုယ်နဲ့ပတ်သက်နေတဲ့မိုင်းတူးတွေနဲ့ပတ်သက်နေတဲ့သူကြောက်ကပေါ့เนาะနည်းနည်းအနောက်မှာပေါ့เนาะရှုပ်ရှုပ်ထွေးထွေးကိစ္စတွေပေါ့เนาะလူမှုရေးရှုပ်ထွေးမှုတွေရှိနေတယ်ပေါ့เนาะဟိုဘယ်လိုပြောမလဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုပိုင်း ဟိုဘယ်လိုပြောမလဲသူကနှစ်ယောက်ပြိုင်တွဲနေတယ်ဒါမှမဟုတ်ရှင်နှစ်ယောက်ပြိုင်ပြီးရှုံနေတယ်ဆိုတော့အနေအထားမျိုးကိုသူကမြင်နေရတယ်တဲ့ဒါကြောင့်မလို့ပေါ့နော်ဒီအချစ်ကြီးကိုသူကရက်တန့်ပြစ်စေချင်တယ်ဒီအချစ်ကြီးကိုသူကဝင်ပြီးတော့ဝင်ပါဖို့ရှိနေတယ်ပေါ့နော်အဲ့တော့တတိထားပါဟိုပိုင်းတူလေးတွေနည်းနည်းလေးပေါ့နော်အချစ်မှာကရောက်ကဆာလေးတွေပြဿနာကမောက်ကမလေးတွေဖြစ်တတ်တယ်ပေါ့နော်သူကဒီအချစ်နဲ့ပတ်သက်ပြီးတော့တော်တော်ကိုသဘောမကျဘူးဖြစ်နေတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ဘယ်လိုပြောမလဲတစ်ဖက်လူကပိုင်းတူတွေပိုင်းတူတွေပုံမှာပေါ့နော်နည်းရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခုတီဆောင်နေတယ်ဆိုတော့သူတို့မြင်နေတယ်ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ဝင်ပါအောင်ပါရမယ်အဲ့တော့ကြိုတင်ပြီးတော့စိတ်ကိုဟိုပြင်ဆင်ထားဆိုပြီးတော့သူကပြောချင်နေတယ်ပေါ့နော်အကိုကြီးတွေမှလည်းပြတ်တော့ပြတ်တယ်နော်ကဲငါညမလေးငါမောင်လေးငါညီလေးပေါ့နော်နင်းသားဆိုရင်ဆိုနင့်ကိုလာဆိုရင်တော့ငါတို့ကတော့ဝင်ပါမှာပဲဆိုတော့ fighter ကြီးတွေပေါ့နော်ကဲအဲ့တော့ဒီပိုင်းတူးလေးတွေကတော့သူပြောချင်တဲ့ဟာလေးက သူ့ကိုစောင်းရှောက်တဲ့သူကဘာတူလဲဆိုတော့ကိုရင်တိတ်ပွားတော့ကကိုနဲ့ပသက်ခဲ့ဘူးတဲ့အဆွေတော့ကိုရဲ့ညီကိုမောင်နှမအမထဲကပေါ့နော်ညီကိုမောင်နှမတွေကညီဘူးတော့ပေါ့နော်ကိုကိုစောင်းရှောက်နေတယ်အဲ ူကလို့ရှိရင်သူတို့ကကြတော့ကိုဘာပဲလုပ်လို့ကိုပဲသူကအမှန်လို့ထင်ပြီးတော့ခလေးတွေစိုးတာကိုတီးတယ်ကိုစိုးတာကိုလည်းတီးတယ်ကိုမောက်မာတာကိုလည်းတီးတယ်ကိုဒေါသကြီးတာကိုလည်းတီးတယ်စိတ်ထင်တိုင်းကျဲတက်တာကိုလည်းတီးတယ်ဒါပေမဲ့အဲ့ဒါတွေကိုတော့သူကလက်ခံပေးထားတယ်ခွင့်လွှတ်ပေးထားတယ်ဒါပေမဲ့ပိုင်းတူးလေးတွေကိုတော့လာမလုပ်နဲ့လာလောက်တယ်ဆိုလို့ရှိရင်သူတို့ကတော့ချမှာပဲငါငါခလေးစိုးခြင်းစိုးပလေးစီနေခံလိုက်ငါခလေးတို့ကနေတော့လုံးလာမလုံနဲ့ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးတော့လို့ရှိရင်လက်ရှိအခြေအကျကိုသူတို့ကလုံးဝသဘောကျမနေဘူးပိုင်းတူတွေတိစောက်ထားတဲ့ relationship ကိုသူတို့လုံးဝ ွားသဘောကြမလို့ပြီးတော့လို့ရှင်တချို့တွေဆိုလို့ရှင်တချို့ပိုင်းတူတွေဆိုလို့ရှင်ဒီကိစ္စတွေပေါ့နော်ရှုပ်ထွေးတဲ့လူမှုရေးကိစ္စတွေကိုတိအောင်တိပြီးသွားလို့တော်တော်စိတ်သက်တွေကြပြီးအသေးကွဲနေပြီလို့တော့ပြောလို့ရတယ်နော်တချို့တွေဆိုလို့ရှင်ဖြစ်တောင်ဖြစ်ပြီးသွားပြီဟိုပြဿနာတွေလည်းတက်ပြီးသွားပြီငိုရရရတွေလည်းဖြစ်ပြီးသွားပြီပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအကိုကြီးတို့မှအဲ့တော့ဒေါသထွက်နေတယ်အဲ့တော့ကိုယ့်ရဲ့အခြေရေးမှာမတိရသေးဘူးပေါ့နော်ဒီလိုပြဿနာတွေမဖြစ်သေးဘူးဆိုလို့ရှင်ကိုကောင်လေးကိုတေချာမေးကိုကောင်မလေးကိုတေချာမေးပါပေါ့နော် ကဲဒါလေးတွေကိုသွားပြောသွားတယ်ပေါ့နော်ဖိုင်တူးလေးတွေကဟိုအခြေရေးနဲ့ပတ်သက်ပြီးတော့တော့နည်းနည်းလေးစိတ်မကောင်းစရာဖြစ်တယ်ဆိုပေမဲ့ဂျန်နဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ကိုယ်ဘာပဲလူလို့လိုအပ်သမျှကိုသူကအကုန်လုံးနောက်ကနေဖြည့်ဆည်းပေးနေတယ်ပေါ့နော်တောင်းတလိုက်တာနဲ့ရတတ်တယ်ဖိုင်တူးတွေက နော်တောင်းတလိုက်တာနဲ့ရတတ်တဲ့သူတွေတည်းမှာပါတယ်။ဘာပဲလိုချင်ကျွန်မတို့ဟဲ့ဒါလေးလိုချင်လိုက်တာဆိုလို့ရှိရင်ဒီနီးလန်းမရအောင်ဆိုတော့နောက်ထပ်တနည်းရနဲ့ဝင်လာတာမျိုးဒီပတ်ဒီပုံစံတစ်မျိုးပြီးတစ်မျိုးပေါ့နော်ကိုလိုချင်တဲ့အရာတွေအကုန်လုံးကကိုစီကိုတဖြည်းဖြည်းနဲ့ရောက်လာတတ်တယ်ပေါ့နော်။အဲ့တော့အခြေရေးမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ကြိုတင်ပြင်ဆင်ထားပါလို့ပြောချင်ပါတယ်။ဂျန်တဲ့ကိစ္စတွေမှာတော့ပိုင်းတူးလေးတွေကိုတို့ကအကုန်လုံးလိုလေသေးမရှိအောင်ဖြည့်ဆည်းပေးနေတယ်၊ကောက်ွယ်ပေးနေတယ်၊စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ဟာလေးကိုပြနေတယ်ပေါ့။ ကဲအဲ့တော့ဒီနေ့အတွက်ဟော်ရပိုင်းတူလေးရတော့ဒီလောက်ပါပဲရှင်ဟုတ် hello အားလုံးပဲမင်္ဂလာပါပိုင်းတူလေးရနေပြီးတော့ပြန်လေကြိုးဆိုလိုက်ပါတယ်ရှင်ကဲခုပိုင်းတူလေးဟော်မယ်ပေါ့နော်ပိုင်းတူလေးဒီကိုတဲ့ကိုကိုစောင်းရှောက်နေတယ်မမြင်ရတဲ့စောင်းရှောက်ကဘာလို့လဲပြီးတော့တို့ရောဖာရီပြောချင်နေလေတဲ့อืม okay ့ကိုကြတော့ဘာလို့လဲဘလို့လဲဆိုတော့ပေါ့နော်ကိုကပေါ့နော်ပိုင်းသရီးလေးတွေကတခုခုဆိုလို့ရှိရင်ပျော့ပျော့နေတတ်တယ်ပြီးတော့စိတ်ထားကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်လက်မျက်နှာကောင်းလေးတွေကပေါ့နော်ကိုယ့်ရဲ့ကိုယ်စောင်းနှက်ကပေါ့နော်ကိုယ်တအားချစ်တာကိုယ်စောင်းနှက်တအားချစ်တာဘလို့လဲဆိုတော့ကိုယ့်ကိုစောင်းရှောက်နေတဲ့သူကပေါ့နော်ဟိုဘာကြောင့်ညာကြောင့်ရေဆိုပြီးတော့ပေါ့နော်ဟိုဘလို့သွေးသားတော်ဆက်လို့ဘလို့ဆွေမျိုးကြောင့်မလို့ဆိုရဲဟာမျိုးတော့မရှိဘူးပေါ့နော်ဘာကြောင့်ကိုယ်ကိုစောင်းရှောက်နေတာလဲဆိုတော့သူကပေါ့နော်ကိုယ့်ရဲ့ပျော့ပျော့နေတတ်တဲ့ပုံစံလေးကိုချစ်တယ်စိတ်သက်နှလုံးသားပေါ့နော် ဖြူကောင်းမွန်နေပေါ့နော်အကောင်းမြင်စိတ်ရှိတာလေးလို့ तू သဘောကျတယ်ပြောရလို့ရှိရင်နော်ကိုယ့်ရဲ့စွာလန်ချင်းဇက်ဇက်ကြေးလေးတွေကို तू ကချစ်တယ်တဲ့ဒါကြောင့်မလို့ပေါ့နော် तू ကကိုယ့်ကိုစောင့်ရှောက်နေတာကိုယ့်စီရထွက်တဲ့ effect ပေါ့နော် energy ကို तू ကသဘောကျတယ်ကိုယ့်စီရထွက်တဲ့ energy လေးကိုသဘောကျတာမလို့ကိုယ့်ကိုစောင့်ရှောက်နေတာပြီးသွားလို့ရှိရင်ဆွေမျိုးတော်ဆက်ချင်းလည်းမဟုတ်ဘူးအထုံရေဆက်တွေကြောင့်လည်းမဟုတ်ဘူး तू ကဘယ်လိုမျိုးလဲဆိုတော့ ကိုရင်ကိုဆောင်နဲ့ပဲကိုဆောင်နဲ့ကကိုတအားချစ်တယ်ဘာလို့လဲဆိုတော့ကိုရင်ကိုစီကထွက်တဲ့ကိုကပျော်ပျော်နေတတ်တဲ့ပုံတော့ပျော်ပျော်နေတတ်တာမို့လို့ထွက်တဲ့ energy လေးတွေကလည်းကောင်းတယ်အဲ့ energy ကိုသူကချစ်တယ်အဲ့လိုမျိုးစိတ်ထားလေးရှိတာကိုလည်းသဘောကျတယ်ပျော်ပျော်နေတတ်တယ်လူတွေကိုအကောင်းမြင်တတ်တယ်နည်းနည်းပြီးတော့ဆွာလန်ကျဲဆက်ဆက်ကျဲလေးတွေပြောရလို့ရှိရင်ကလေးစိတ်ကွာသူကအရန်ဖြူစင်တယ်ဟိုဒါပေမဲ့ဖြူစင်တယ်ဆိုတာကတော့အရန်ကြီးဟိုကလေးပစ္စည်းကိုလိုမျိုးဖြူစင်နေတဲ့သူမျိုးတော့မဟုတ်ဘူးနော် အတက်နိုင်ဆုံးလူတွေကိုဖြူဖြူရှင်းရှင်းနဲ့စိတ်အရှင်းဆုံးပေါင်းနေပေါ့နော်။ပေါင်းသိနေထိုင်တတ်တယ်။အဲ့ဒါလေးတွေကိုသူကသဘောကျရဲချစ်တယ်။ဒါကြောင့်မို့သူကဟိုကိုစောင့်ရှောက်တယ်ပေါ့နော်။အဲ့တော့ find 3လေးတွေကိုသူကဘာပြောချင်လဲဆိုတော့ play ရေ မင်းဘေးသားမှာတဲ့မင်းကိုမနာလိုတဲ့သူတွေရှိနေတယ်တဲ့မင်းကိုမနာလိုတဲ့သူမင်းကိုမနစ်သက်တဲ့သူမင်းကိုကြောက်ချကြင်တဲ့သူတွေရှိနေတယ်တဲ့ဒါဟာပေါ့နော်ဒီအတွက်တော့မင်းစိတ်မပူပဲတော့မပူပါနဲ့ပေါ့နော်မင်းကိုငါကာကွယ်ပေးထားတယ်မင်းစီကိုဥပဒေမကြရအောင်ရန်နေမကြရအောင်ငါမင်းအတွက်ကာကွယ်ပေးထားတယ်မင်းကိုစောင့်ရှောက်ထားတယ်တဲ့နော်ဒါပေမဲ့မင်းကိုငါဒါတတိပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့မင်း ပေးနာမှာမင်းကိုမနာလိုတဲ့သူမနစ်တက်တဲ့သူတွေရှိနေတယ်ဒါကြောင့်မင်းကတတိထားပါငါလည်းမင်းကိုတက်နိုင်ဆုံးကောက်ွယ်ပေးနေတယ်စောင့်ရှောက်ပေးနေတယ်ဆိုပြီးတော့သူကပြောရဲပေါ့နော်နောက်တစ်ခုကြတော့ပေါ့နော်မင်းပေးနာမှာတဲ့ဘယ်လိုပြောမလဲမင်းပေးနာမှာရှိတဲ့လူတော်တော်များများပေါ့နော်မင်းပေါ်ကောင်းပါတယ်လို့မင်းပေါ်မှာကောင်းတယ်လို့ထင်ရတယ်ပင်မဲပေါ့နော်တကယ်တမ်းပေါ့နော်မင်းကိုနောက်ကျောရနေပြီးတော့ပေါ့နော်မင်းကိုဟိုလူသုံးလုံးနေတာမျိုးတွေမကောင်းပြောနေတဲ့သူမျိုးတွေတဲ့ရှိတယ်တဲ့နော်အဲ့တော့ အဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့ဗောနောမင်းလက်ရှိပေါင်းသိနေတဲ့သူတွေတော်တော်များများထဲမှာအဲ့လိုလူမျိုးတွေရှိတယ်ဒါတွေကိုမင်းကတတိထားပေးပါတဲ့အဲ့ဒါတွေကိုဒါမင်းကတတိထားပေးမယ်တတိထားပြီးတော့ဗောနောကိုဟာကိုကောင်းကောင်းမွန်မွန်နဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှင်နဲ့မင်းလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေအကုန်လုံးကတိတ်မကြခင်အချိန်တွင်းမှာအကုန်လုံးပြီးစီးပြီးတော့ဖြေရှင်းပြီးသွားလိမ့်မယ်တဲ့မင်းဆုံးရှုံးသွားတဲ့မင်းရဲ့အခွင့်အရေးတွေအကုန်လုံးပါတဲ့ငါရအောင် ပြန်ယူပေးမယ်တဲ့နော်ပြန်ယူပေးနေတယ်ပြန်ယူပေးမယ်เนาะ အဲ့လိုပြောရတယ်ပေါ့နော်တော်တော်လေးလက်ချစ်တယ်ပေါ့နော်အဆောင်ရှောက်ကလေးကသူ့တော်တော်ချစ်တယ်သူ့ရဲ့ကိုကြောင့်လည်းကသူ့တော်တော်ချစ်တယ်ပေါ့နော်အဲ့တော့သူကဘာကိုစိတ်ပူလဲဆိုသူပြောတာတော့ရှင်းရှင်းလေးပဲလူတို့ရှင်းလေးပဲအဓိကချက်တည်းကိုပဲသူပြောသွားတယ်သူကဘာလဲဆိုတော့နှစ်ပင်နာမှာမကောင်းတဲ့သူတွေရှိနေတယ်နှစ်ကိုမနာလိုတဲ့သူတွေရှိနေတယ်အဲ့ဒါကများများဆဆမဟုတ်ဘူးပေါ့နော်ဝေးလေးလိုက်ရှာစရာမလိုနင်းလက်ရှိပေါင်းသိနေတဲ့သူတွေနင်းအလုတ်ခွင်မှာတော့လကောင်းတငယ်ချင်းထဲမှာတော့လကောင်းပေါ့နော်အိမ်ထဲမှာတော့လကောင်းပေါ့နော်နင်းဘေးနာမှာရှိနေတဲ့ လူတွေတည်းကပေါ့နော်နေ့ရဲ့အောင်မြင်မှုတွေနေ့ရဲ့ကံကောင်းခြင်းတွေနေ့ရဲ့ဟိုပျော်ပျော်နေတတ်တဲ့ပုံစံတွေကိုမနာလို့ဖြစ်ပြီးတော့နေ့ကိုအကောက်ကြံနေတဲ့သူတွေရှိနေတယ်။နော်ဒါတွေကိုလည်းငါကာကွယ်ပေးထားတယ်။ဒါပေမဲ့ပေါ့နော်နင်းကိုယ်တိုင်ကလည်းငါဘလောက်ပဲကာကွယ်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 နင်းကိုယ်တိုင်ကလည်းဂယူဆိုင်ဖို့လိုတယ်။ဒါကြောင့်မလို့ပိုင်း3လေးတွေနင်းဂယူဆိုင်ရမယ်ခလေးကြီးနင်းဂယူဆိုင်ရမယ်ဆိုပြီးတော့သူကလာပြောသွားတယ်ပေါ့နော်ပြောတယ်ပြီးတော့လို့ရှိရင်ဒါတွေကတော့ စိတ်တက်မကြဘဲနဲ့အကောင်းဆုံးရင်ဆိုင်သွားမယ်ဆိုလို့ရှိရင်ကလေးမင်းဆုံးရှုံးသွားတဲ့အခွင့်အရေးတွေကိုတော့ငါကမင်းအတွက်ပြန်ယူပေးမယ်အခုလေငါမင်းကိုအကောင်းဆုံးကောက်ွယ်ပေးနေတယ်ပေါ့နော်သူပြောတယ်ပေါ့နော်ပြီးသွားလို့ရှိရင်တဲ့ ဒီပြဿနာတွေကပေါ့နော်အေးအေးဆေးဆေးနဲ့ဖြေရှင်းရမယ့်ကိစ္စတွေဖြစ်တာဖြစ်တဲ့အတွက်မင်းရဲ့တဲ့ငွေတွေရဆွာလန်းချင်းဆက်ဆက်ကျဲတက်တဲ့အကျင့်လေးတွေကိုနည်းနည်းလေးတော့ဒီကိစ္စလေးမှာပေါ့နော်နည်းနည်းလေးထိန်းရမယ်မင်းကတော့မင်းပီသားဆိုတာနဲ့ထုံးစံအတိုင်းဟိုတချို့ကိစ္စတွေကိုတော့စိတ်လိုက်မှန်ပါနဲ့မင်းဖြေရှင်းပြီးသွားပြီပေါ့နော်ဒါပေမဲ့တချို့အရာတွေမှာတော့နည်းနည်းလေးစိတ်အေးအေးထားပြီးတော့ဟိုတိတိကျကျလေးစဉ်းစားတွေးခေါ်ပြီးတော့ပေါ့နော်ဖြေရှင်းပါလို့သူကပြောတယ်ပေါ့နော်နော် ိတ်တိတ်မကြခင်မှာဘလို့ပဲအခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကိုတိတ်မကြခင်မှာပဲအကုန်လုံးပြီးစီးသွားလိမ့်မယ်တဲ့နော်။ तू ပြောချင်တာ तू ပြောတာဖြစ်နိုင်သေးဆိုလို့ရှင်ဒီလကုံသွားတာ ਨੇ ဒီလကုံသို့မဟုတ်ဒီနှစ်ကုံသွားတာ ਨੇ ပေါ့နော်။အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကအေးချမ်းသွားလိမ့်မယ်ငြိမ်းချမ်းသွားလိမ့်မယ်မင်းဆုံးရှုံးသွားတဲ့အခွင့်အရေးတွေတော့မင်းစီကိုနောက်တစ်ခေါက်နောက်တစ်ချိန်နောက်တစ်ခါပြန်ရောက်လာလိမ့်မယ်မင်းဆုံးရှုံးသွားတဲ့အခွင့်အရေးတွေအခွင့်အရေးတွေကိုတော့ငါကပြန်ပြီးတော့မင်းအတွက်ယူပေးမယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်။ ကဲပိုင်း3လေးတွေဒီနေ့ဟောတဲ့ reading လေးရတော့ပြီးသွားပါပြီဒီလောက်ပါပဲထောင်းစံနိုင်ဆိုရရဲ့ Dare of video လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နော်ဆိုရရဲ့ Dare YouTube channel လေးကို like and subscribe လေးလည်းလုပ်ပေးထားပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပို့ပြီးတော့စမ်းသက်တဲ့မိကုံးနေနဲ့ပြန်လာခဲ့ပါမယ်ဆိုတော့ ဒီထက်အများကြီးပို့ပြီးတော့အားပေးကြပါအောင်ချုပ်ခင်ပေးကြပါအောင်လို့ပြောချင်ပါတယ်အလုံးမဲ့ကျမရဲ့ view site ပါရာသီအကိုးပြောင်းနေဖြစ်လာပြီးမို့လို့ခရတာနာလာလေးတွေဖြစ်လာပြီးနာစီချောင်းဆိုးလေးတွေဖြစ်လာပြီးပေါ့နော်ဒါကြောင့်မလို့နွေနွေထွေထွေနဲ့ကျမရဲ့ကောင်းအောင်နေကြပါလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးတက်တာပါ